ရန်ကုန်ပသိမ်မြေထားလန်းဖောက်လို့ဆုံးရှုံးသွားတဲ့လက်သမားတွေအတွက်နိနာကြီးကိုမြေထားဝန်ကြီးဌာနကပေးအပ်ခဲ့ပေမဲ့နိနာကြီးပေးတဲ့နေရာမှာပြဿနာတချို့ကြုံတွေ့ခဲ့ရပါတယ်ဒီသတင်းကိုဦးအောင်ကျော်ကပြပို့ထားပါတယ်ခင်ဗျာကျန်းကုန်ပသိမ်မြေရထားလမ်းပိုင်းဖောက်လို့ပန်းတော်မြို့နယ်အတွင်းတောင်သူ290ကျော်ပိုင်ဆိုင်နဲ့လေမြေဧက268ဧကကျော်ဆုံးရှုံးပြီးတဲ့နောက်မြေရထားဝန်ကြီးက ဆုံးရှုံးသွားတဲ့တောင်သူတွေအတွက်နိနာကြီး3000ကျော်ကိုအခုလ12ရက်နေ့ကပေးအပ်ခဲ့ပါတယ် အဲ့ဒီလိုပေးရခဲ့ပေမဲ့ဒေသခံအာဏာပိုင်တွေကလယ်သမားတွေကိုနင်နာကြီးပြေးရမပေးတာတွေရှိနေပါတယ်။မိသားအိုင်ဝင်ကြီးကအခုနေရာရွက်ကြီးကိုတေကောက်15ဒင်းလုံးတီးနဲ့ရွက်ကြီးကို3ဒင်း6000နဲ့3နှစ်သုံးနှစ်စာကိုပေးတယ်။အဲ့ဒါကိုသူတို့ကမနေရဘူးလို့ပြီးလဲဆိုတော့ခေါင်းနဲ့လေယာမီရွက်ကြီးကိုတော့15ဒင်းတီးနဲ့ရွက်ကြီးကိုတစ်နှစ်စာပဲပေးလို့အဲ့ဒါငွေကွာတာနဲ့ကျွန်တော်တို့ကခေါင်းနဲ့စည်ရုံမိတယ်။ရကစည်ရုံမိတော့သူကကျွန်တော်တို့ကိုမြို့နေရဒါပဲချပေးတယ်။ပြီးချင်လို့ရှိရင် ဲ့လူအုပ်ချုပ်ရေးမှူးကွန်ကြီးဆောင်သွားမေးပါလို့ပြောတယ်။အဲ့ဒါနဲ့ကျွန်တော်တို့မြို့တက်ပြီးတော့ဒါပြီးတော့မေးတာပေါ့။ငွေကြေးကကျွန်တော်တို့အုပ်စုရမှာ3,900ကျော်ရမယ်။ရခဲ့ပထမပေးထားတာကသူက1,200 1,200ကျော်ပေါ့။အခုကျန်တာ3,680ကျော်ကျန်ပါတယ်။အခုလိုကြုံတွေ့နေရတဲ့ပြဿနာကိုပြန်လည်ဖြေရှင်းပြီးဖြစ်ကြောင်းဘက်တော်လိုမျိုးနဲ့အထွေထွေအုပ်ချုပ်ရေးမှူးရုံးကအခုလိုပြောပါတယ်။ပြောရမယ်ဆိုအဲ့လိုများများဆားဆားတော့မဖြစ်ပါဘူး။အခုကကျွန်တော်ပြောလို့ဟို၅လောင်းဖြတ်တဲ့လူရှိတယ် တသိန်းချက်တည်းကိုရှိတယ်အဲသူအလွန်လိုဘူးကျွန်တော်စစ်စေးကြည့်ပြောတော့နှစ်သိန်းဆိုတာအများဆုံးပါအဲမှာသူကဟိုဘက်ဟိုနကြံခဲ့တဲ့လူတွေကိုပေးဖို့ဆိုပြီးတော့ချက်ပါတယ်အဲကြံခဲ့တဲ့လူတွေလိုက်လာပါတယ်သူတို့ရှင်ငွေတောင်းမပြောဘူးအကုန်လုံးပြန်ပေးပြီပါအခုစီပြေတော့အခုလိုငွေကြေးဖြည့်ယူခြင်းအတွက်လေသမားတွေကမကြေမနက်ဖြစ်အောင် DVB ကိုပြောပါတယ်15သိန်းကျော်ရမယ်ဟာကိုကျွန်တော်17သိန်းနဲ့9တောင်းပဲပေးတယ်အဲ့လိုပဲတောင်းသူအားလုံးကိုအဲ့လိုနှုတ်ယူတယ်နှုတ်ယူတဲ့အခါကျတော့ အဲမကျေနပ်ကြတော့လူတွေကတက်တိုင်တယ်လို့ပဲပြောရမှာပေါ့ဗျာမြေထာဝန်ကြီးကရန်ကုန်ပသိမ်မြေထာလမ်းပိုင်းဖောက်လို့ဆုံးရှုံးသွားတဲ့လေးမြေဧကရီအတွက်တင်းနဲ့ရောကြီးအပါဝင်လက်တေဧကကို25သိန်း8000ကျော်ပေးရောက်ခဲ့ပါတယ်အခုကမှာတော့ဒေသခံအာဏာပိုင်တွေဖျက်ယူတဲ့ငွေတွေကိုပြန်လည်ပေးအပ်နေပေမဲ့လေသမားတွေအားလုံးတော့ပြန်လည်မရရှိသေးပါဘူးကျွန်တော်ကအောင်ကြော်ပါ